အားလုံးပဲမင်္ဂလာပါ VOC တန်ထနာနဲ့ကြွဆိုပါရစေကျမကတော့ Snow ပါဒီကနေ့ April 16ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနာဆင်ရမယ့်သတင်းတွေကတော့ ချင်းပြေတောင်ပိုင်းကံပလန်မြုံနဲ့အမှန်ငါဒေတာမချအုပ်စုထက်ကအသက်မပြည့်သေးတဲ့ကျောင်းရွယ်ကလေးငယ်တွေအပေါင်းဝင်လူငယ်16ဦးကို ချင်းညင်တော်ဖွဲ့ဝင် CTF ကံပလတ်တဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတော့ကိုအ мян ဆုံးပြန်လွှတ်ပေးဖို့မချအုပ်စုပြည်သူတွေက တောင်းဆိုနေကြပါတယ်စကိုင်းတိုင်းကလေးမျိုးမှာစစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းပောက်ကွဲမှုကြောင့်ချင်းလူမျိုးကလေးငယ်ညေကို2ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါဗျ။ CTF KKG Major Operation အဖြစ်ဖော်ဆောင်ခဲ့တဲ့စစ်စင်ရေးမှာကလေးကံကောကြာကစစ်ကောင်စီရဲ့ခြေဆိုင်စခန်း၅ခုကိုနလတာအတွင်းအောင်မြင်စွာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြတဲ့တဲ့တွင်နဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်တောင်ပိုင်းကမ္ဘလမြို့နယ်အမှန်ကဒေသမကြောက်စုထက်ကအသက်မပြည့်သေးတဲ့ကျောင်းနေရွယ်ကလေးငယ်တွေပါဝင်လူငယ်16ဦးကိုချင်းညီနောင်ဖွဲ့ဝင် CTF ကမ္ဘလတပ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတာကိုအ мян ဆုံးပြန်လွတ်ပေးဖို့မကြောက်စုပြည်သူတွေကတောင်းဆိုနေကြပါတယ် CTF ကမ္ဘလရဲ့စစ်ဦးစီးချုပ်လက်အောက်ခံဖြစ်တဲ့ Victoria တရင်တဲဟာ မချာအုပ်စုတို့မှမချလာ28ကနေ30ရက်နေ့အထိအကြောင်းပြချက်မရှိပဲကျောင်းနေရလူငယ်အမျိုးသား9ဦးအမျိုးသမီး9ဦးစုစုပေါင်း16ဦးကိုအတင်းအဓမ္မဖန်ဆီးခေါ်ဆောင်သွားတယ်လို့မချာအုပ်စုပြည်သူတွေရဲ့ April 14ရက်နေ့ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်အဖမ်းခံရတဲ့လူငယ်တွေကတော့မချာရွာက9ယောက်လုံပေါက်ရွာက2ယောက်ကြောက်တောင်ရွာက6ယောက် မတီလောင်ရွာကတယောက်စုစုပေါင်း16ယောက်ရှိပြီးအသက်မပြည့်သေးတဲ့လူငယ်တွေဖြစ်ကြတယ်လို့သိရပါတယ်။ဒီကိစ္စပေါ်ကမ်ပလက်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့သက်ဆိုင်ရာ CTF ကမ်ပလက်စီဦးစီချုပ်ထံမတ်လ31ရက်နေ့ကမကြအုပ်စုပြည်သူတွေကစာဖြင့်တရားဝင်တင်ပြတောင်းဆိုခဲ့ကြပေမဲ့ယနေ့ချိန်ထိပြန်လည်ပေးခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ ဒါကြောင့်ဖန်စီခံရတဲ့လူငယ်တွေရဲ့ပေါ်တဆုံတစ်ခုဖြစ်ပေါ်လာပါကဗစ်တိုးရီးယားတရင်တင်မှာတောင်းဝင်ရှိကြောင်းဗစ်တိုးရီးယားတရင်တင်အနေနဲ့မကြောက်အုပ်စု9ရွာနဲ့ခီတောအုပ်စုခါပန်းရွာ အပောင်ဝင်စုစုပေါင်းကျေးရွာရှိရွာရဲ့နေမြေအတွင်းကျူးကျော်ဝင်ရောက်နေထိုင်ခြင်းမပြုဖို့ကျူးကျော်ဝင်ရောက်လာပါကအမှတ်၅ပြည်သူလူထုအလုံးကတွန်းလှန်သွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ စကိုင်းတိုင်းကလေးမြို့တောင်ပြလာရက်ကွက်နယ်မြေကိုနေပြည်တော်ဝန်ထမ်းအင်အားနီမှာစစ်ကောင်စီတပ်ထောင်ထားတဲ့မိုင်းပောက်ခွဲမှုကြောင့်ချင်းလူမျိုးကလေးငယ်ညီအကိုနှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါဗျ။ယနေ့ဧပြီလ16ရက်မနက်ပိုင်း8နာရီလောက်မှာကလေးငယ်နှစ်ဦးဟာဝန်ထမ်းအင်အားနေအိမ်ချမ်းဝင်းအနီးစော့ကစားရမှာစစ်ကောင်စီထောင်ထားတဲ့မိုင်းပောက်ကွဲပြီးသေဆုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ကလေးမျိုးဒေသခံတအူးကပြောပါဗျ။ သေဆုံးသွားသူနှစ်ဦးမှာအသက်၅နှစ်အရွယ်မောင်ဂီလန်ဆန်နဲ့အသက်၃နှစ်အရွယ်မောင်သွန်းရှန်ဟွန်တို့ဖြစ်တယ်လို့သိရပါဗျ။သေဆုံးသူမိသားစုဝင်တွေဟာကလေးမျိုးနဲ့ပြည်တော်သားရွာကနေကလေးမျိုးပေါ်ကိုစစ်ပေးတိန်ရှောင်လာကြသူတွေဖြစ်ပြီးရုတ်အလောင်းကိုပြည်တော်သားရွာသို့သေဆောင်သွားကြတယ်လို့သိရပါဗျ။ကလေးမျိုးတောင်ဖီလာရက်ကွက်နယ်မြေကိုနေပြည်တော်ဝန်ထမ်းအင်ယာဟာစစ်ကောင်စီတပ်တွေတဆွဲထားတဲ့နေရာဖြစ်ပြီးအနီးပတ်ဝန်းကျင်မှာလည်းမိုင်းတွေထောင်ထားလိရှိကြတယ်လို့သိရပါဗျ။ CDF KKG major operation အဖြစ်ဖော်ဆောင်ခဲ့တဲ့စစ်စင်ရေးမှာကလေးခန့်ကောကြကစစ်ကောင်စီရဲ့ခြေဆိုင်စခန်း၅ခုကိုနှစ်လတာအတွင်းမှာဖျားကျေစုတော့ကြောင့်အောင်မြင်စွာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ CDF KKG ကမနေ့ကထုတ်ပြန်ပါတယ်2025ခုနှစ်ဖေဖော်ဝါရီလမှာစတင်ဖော်ဆောင်ခဲ့တဲ့အရေးစစ်စင်ရေးမှာကလေးကန်ကောကြားမှရှိတဲ့စစ်ကောင်စီရဲ့ခြေဆိုင်စခန်းတွေဖြစ်ကြတဲ့ကပနီစခန်း၊မန်တော်၊အောင်တရာအရှိအနော် ပြည်စော့ချီဆိုမှုတဲ့ကြံသားရွာတို့ကိုတင်ပိုင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ CTF KKG Major Operation စစ်စင်ရေးတစ်ခုလုံးကိုချင်းမြူသားတမတော် CNA ကစီရေးကွက်ခဲ့တယ်လို့လဲဆိုပါတယ်။ ကလေးကံကောချာမှာရှိတဲ့စစ်ကောင်စီရဲ့ခြေဆိုင်စခန်းများတဲ့ကအခိုင်မာဆုံးတဲ့အတောင်တန်ဆုံးစခန်းတစ်ခုဖြစ်တဲ့ကပနီစခန်းကိုဖေဖော်ဝါရီလ12ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးမန်တော်နဲ့အောင်သာရွာအနောက်မှာရှိတဲ့စစ်ကောင်စီခြေကုပ်စခန်းကိုလည်းဖေဖော်ဝါရီလ15မတိုင်မီမှာဆက်လက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်ပြူစောတိဆိုမှုတဲ့ဂျန်တာရွာကိုလည်းဧပြီလ17ရက်နေ့နေ့လယ်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ CDF KKG ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ခြေရွာတွေကို Jet Fighter အပေါင်းဝင် Y12, Y8 လေယာဉ်တွေနဲ့ဘုံကျဲတိုက်ခိုက်မှုတထောင်ကျော်ပြုလုပ်ခဲ့ပြီးအပြစ်မဲ့ပြည်သူ15ယောက်ထပ်မံတဲ့သေဆုံးခဲ့ရတယ်လို့အယောက်40ကျော်ကတရားရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်လေကြောင်းပုံချဲ့ခံရမှုကြောင့်ပြည်သူပိုင်ဆေးရုံစာတင်ကြောင်းတသနိကအဆောက်အဦတွေနဲ့ပြည်သူနေအိမ်60ကျော်ထိခိုက်ပျက်စီးခဲ့ရတယ်လို့ခြေရွာပေါင်း12ရွာကျော်ကပြည်သူ2000ဝန်းကျင်ကစစ်ဘေးတန်းဆောင်ခဲ့ရကထဝက်ကျော်ကတော့ယခုအချိန်ထိတန်းဆောင်နေကြရဆဲဖြစ်တယ်လို့သိရပါတယ်။ CDF KKG Major Operation ကိုချင်းမြသာတမတော် CNA CDF Haka CDF Thandla CDF CDMC ABSDF ရောဒေတာလွမြောက်ရေးတပ်ပေါင်းစု CDF စံထံနဂါညီနောင်ဟန်တာဝရီပကဖာ MCR PDF ပကောက် RKDF စတဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ New Delhi မြို့အခြေစိုက်ချင်းဒုက္ခသည်ကော်မတီ CRC က New Delhi မှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံကဒုက္ခသည်အရင်းနဲ့ပတ်သက်ပြီးကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR10 တင်ပြတောင်းဆိုခဲ့ကြတယ်လို့သိရပါဗျ။ ချင်းဒုက္ခသည်ကော်မတီ CRC ဥက္ကဋ္ဌဦးဆောင်တဲ့ community အသီးသီးကဥက္ကဋ္ဌတွေဟာ UNHCR Protection Unit တာဝန်ရှိသူတွေနဲ့ April 15ရက်မွန်းလယ်2နာရီကနေ9နာရီအထိဒုက္ခသည်ရေးကိစ္စနဲ့ပတ်သက်ပြီးတင်ပြဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ လက်ရှိနယူးဒယ်လီမြို့မှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားဒုက္ခသည်60ရာခိုင်နှုန်းဟာရရည်ကပ်ကန်ဆောင်သူတွေသာဖြစ်ကြပြီးသူတို့ရဲ့လုံခြုံရေး၊ကျန်းမာရေး၊အခအကွဲဆောင်ရှောက်မှုတွေအထူးလိုအပ်နေတာကြောင့်ဒုက္ခသည်အသီးမှတ်ပြုကတ်တွေအမြန်ဆုံးထုတ်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာလက်တလောအတည်ပြုထားတဲ့နိုင်ငံခြားသားများနဲ့ရွှေ့ပြောင်းနေထိုင်သူတွေအတွက်ဥပဒေအရဖျားเจ้าအချို့မှာစစ်ဆေးခံရပြီးရာရီကက်ကင်ဆောင်သူတွေကိုနေရရှင်ပြန်လဲပို့ဆောင်မယ်ဆိုတဲ့ပြောဆိုမှုတွေရှိလာတာကြောင့် UNHCR နေနဲ့လုံခြုံရေးအရာချိန်ချောက်ခံရတဲ့ခလုံးခွန်းတောင်းခံသူတွေကိုအတိမတ်ပြုရန်တင်ပြခဲ့ကြတယ်လို့ CRC ကထုတ်ပြန်ပါတယ်ဒါအပြင်ကျမရေးမကောင်းသူတွေနှစ်ရှည်နေထိုင်သူတွေနဲ့ယက်တီနေထိုင်ရန်ခက်ခဲသူတွေကို တတိယနိုင်ငံသို့ပို့ဆောင်ပေးရန်တောင်းဆိုခဲ့ကြပါတယ်။ UNHCR Protection Unit တာဝန်ရှိသူတွေကလည်းတင်ပြတောင်းဆိုမှုတွေကိုတာဝန်ရှိသူတွေထံဆက်လက်တင်ပြပေးမှာဖြစ်ကြောင်းလာမယ့်မေလတည်းမှာဒုက္ခသည်တွေနဲ့ UNHCR တာဝန်ရှိသူတွေအစည်းအဝေးပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။ ချင်းဒုက္ခသည်ကော်မတီ CRC ရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီး UNHCR ဖက်ကဖြစ်စည်းလှုပ်ဆောင်ပေးခြင်းရှိမရှိကိုစောင့်ကြည့်သွားမည်ဖြစ်ပြီးထူခြားတိုးတက်သောအပြောင်းအလဲရှိမရှိ CRC အနေနဲ့လိုအပ်ချက်တွေရရှိနိုင်ရန်အခြားသောနည်းလမ်းတွေနဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်ဆောင်တဲ့တစ်ဖက်သက်ဆက်ဆံဆောင်ရွက်မှုတွေကိုအာဆီယံအနေနဲ့အထူးသတိပြုဖို့အမျိုးသားညညရေးဆိုရအညကြီးနဲ့ချင်းမျိုးသားတူ CNF အပါအဝင်တော်လှန်ရေးအင်အားစု၈ခုကထုတ်ပြန်ပါတယ်။ငလင်ဘေးတန်တဲ့ပြည်သူအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အာဆီယံကောင်ဆောင်တွေကစစ်ကောင်ဆောင်နဲ့ဘန်ကောက်မှာတွဲဆောင်ဆွေးနွေးမယ်ဆိုတဲ့အပေါ်ကန့်ကွက်တယ်လို့ဆိုရင်မကင်းဖြစ်တယ်လို့လည်းဆိုပါတယ်။အညကြီးနဲ့အတူချင်းမျိုးသားတူ CNF ကရယ်မျိုးသားစီယုံ KNU ကရနီပြည်မျိုးသားတွတရီပါတီ KNPP မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ရိုဟင်ဂျာလူမျိုးရေးညွန့်ပေါင်းအဖွဲ့ FRC အပအဝင်အမိမဖော်လို့တဲ့အင်အားစုတွေကဒီကနေ့မှပူတွဲထုတ်ပြန်တာဖြစ်ပါတယ် အာဆီယံကောင်ဆောင်များအနေဖြင့်မြန်မာအတွက်လူသားချင်းစာနာအကူအညီများကိုစစ်ကောင်ဆောင်ကတဆင့်ပေးအပ်ခြင်းကိုသာပြုလုပ်ပါကလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေဟာနိုင်ငံရေးအရအလွယ်သုံးချမဲ့အန်တရာယ်ကိုကြုံရမှာဖြစ်လို့အပြင်းထန်ကန့်ကွက်တယ်လို့ဆိုပါတယ်စစ်ကောင်စီကနိုင်ငံရေးအချုပ်အခြာကိုထိန်းချုပ်ထားတဲ့တခုတည်သောအာဏာပိုင်မဟုတ်တယ်လို့လူထုကိုကိုစားပြုတာလည်းမရှိတော့တာကိုအာဆီယံကသတိချက်ဖို့လိုအပ်တယ်လို့ RCM ပုံသဘောတူညီချက်၅ချက်ကိုလိုက်နာရန်သဘောတူညီခဲ့မှုကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့တရားခဏ်ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်နိုင်ငံတွင်းမှာနေပြည်တော်ကတိုက်ရိုက်စီမံအုပ်ချုပ်နေတဲ့အခြေအနေမဟုတ်တော့ဘဲနေမြေတီတီကလူထုလက်ဝဲအာဏာသက်ဆင်းသွားပြီဖြစ်တာကြောင့်လူသားချင်းစာနာထောက်ထားမှုပေးခြင်းဆိုင်ရာ လုပ်ငန်းတွေဆောင်ရွက်ရမှာစစ်တပ်ကိုထိတွေ့ဆက်ဆံတာနဲ့ တိုက်ရိုက်ထောက်ပံ့နေတာအပြင်တဘာဝပေးစစ်ပေးတံကို အမှန်တကယ်ထိခိုက်ခံစားနေရတဲ့လူထုကိုအကူအညီပေးရေးအစီအစဉ်များတိုက်ရိုက်ရောက်ရှိနိုင်ဖို့သက်ဆိုင်သူများအားလုံးနဲ့ချိတ်ဆက်ဆောင်ရွက်သွားရန်အထူးလိုအပ်တယ်လို့ထည့်ပြောထားပါတယ် စစ်ကောင်ဆောင်တဲ့အာဆီယံလက်ချောက်ကထမလေးရှားဝန်ကြီးတို့ဟာမြန်မာငလင်းနဲ့ပတ်သက်လို့ကုညစ်ထောက်ပံ့ပေးရတာမက အပြက်ခက်ရစဲရေးဆိုင်ရာကိစ္စရနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့မှာ April 18ရက်နေ့မှာဆွေးနွေးဖို့ရှိနေတယ်လို့ BBC ကဖော်ပြထားပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။